စမ်းရည်အင် Ready Minds Channel မှာကြိုဆိုပါရစ်ဒီကနေ့ဖတ်ပြပြီးမှာကတော့ဆရာမမဝင်းမြင့်ရဲ့ရေးပြအိုင်မှအုပ်စယူဆိုတဲ့ဝတ္ထုတိုလေးပဲဖြစ်ပါတယ်ရှင် နားဆင်သူမိတ်ဆွေညာအားလုံးကောင်းမွန်သောနေ့ရက်လေးကိုပိုင်ဆိုင်နိုင်ကြပါစေရှင်ရေးပြအိုင်မှအုပ်စယူသူဆန်းအောက်ဖွဲ့ကောင်းလာသော လောကီအတက်ပညာဖြင့်စီရင်ထားသောမွန်အောင်နေသည့်အယုတ်ကလေးက ဆောရအလုတ်ဖြင့်ရှာဖွေပေးနေသော အခိုးတန်စိန်ရွှေရေဒနာတွေကို မမောခင်တွေခြင်းလိုခြင်းလောဘတက်မှန်ခြင်းလုံးဝမရှိပဲတစ္ဆာရှိစွာဥစ္စာရှင်တွေကို ပြန်ပေးနေသော လူသူတော်ကောင်းကြီးဥစေရာဤစိတ်တော်ရာကိုမခင်ရွှေကချီးကျူးအံ့ဩ၍မဆုံးနိုင်အောင် ဖြစ်နေသောအခါအဖွားကြီးကပြုံးပြီးဥစီရာကသူများပစ္စည်းတွေကိုမမတ်မောပဲတစ္ဆာရှိတာမဟုတ်ဘူးဆရာမလေး ူပစ္စည်းကိုလည်းခင်တွယ်မှုနည်းပါတယ်ကြိုးစားပန်းစားအလုံးလုံးလိုရတဲ့ငွေကြေးဥစ္စာကိုတစ်ဖက်သားမှာအကြောင်းကိစ္စရှိလာရင်အကျက်အတဲအခက်အခဲကြုံလာရင်ရရရောရောထုတ်ပေးကူညီတတ်တယ်ကွတကယ်သူတော်ကောင်းအစ်စ်ဖဲဆရာမလေးရဲ့ဟုပြောသည်ဒါကြောင့်လေဟိုအယုတ်လေးကသူတော်ကောင်းဖြစ်တဲ့ဦးစီရလိုလူမျိုးရဲ့လက်ထဲကိုရောက်တာပေါ့နော်ဘွား လောဘကြီးတဲ့လူယုတ်မှလက်ထဲဒီအယုတ်ကလေးရောက်သွားရင်ဆရာတပည့်ခိုးနေတာနဲ့လူတွေမွဲကုန်မှာနော်ဟုတ်တယ်ဆရာမလေးဘုရားငုတ်တူစီရီအိုကို ရှင်းလင်းကြစဉ်ကကိုရွှေအိုးတို့ပါတဘောဥစေယာကစူးတုံကြီးကိုပင်ပင်ပန်းပန်းရှင်းနေတာကိုကြည့်ပြီးဒီလူနဲ့မိုက်လို့သာအမောခံအပင်မန်းခံရှင်းနေတာလို့တော့ပြောလိုက်သေးတယ်နောက်မှဥစေယာကအယုတ်ကလေးကိုမင်းနဲ့ရှုပ်ပြီးဖွင့်ပြောမှ က်တခတ်ခတ်ဖြစ်နေတယ်လို့သူ့အိမ်ကငွားချောင်းသားလီကချောင်းချီပြီးရှောက်ပြောပြလို့သူ့များလည်းကြားကြရတာအဲ့ဒီအယုတ်ကလေးများဥရွှေအိုးလက်ထဲရောက်သွားရင်တော့လားဘာပြောကောင်းမှလည်းမင်းကလေးရဲ့ဟူသောအဖွားကြီးဤစကားကြောင့်မခင်ရွှေကမေးလိုက်သည်ဒီဥရွှေအိုးဆိုတဲ့လူကလူโซလားတခိုးလားဘွားလူโซလည်းမဟုတ်ဘူးတခိုးလည်းမဟုတ်ဘူးဒါပေမဲ့ အလိုလောဘအင်မတန်ကြီးတဲ့လူမင်းကလေးရဲ့ပတ်စံချမ်းသာတဲ့လောက်ကစေးနှဲတယ်ညှို့မြင်တတ်တယ်စေတနာခန်းနေသူ့လက်ထဲရောက်သွားပြီးသားငွေဟာဘာအကြောင်းမဲမှအဖင်ကိုပြန်မထွက်တော့ဘူးပတ်စံကိုစပားပေးနဲ့ချေးတယ်ဝေတိုးနဲ့ချေးတယ်သူ့ယူတဲ့စပားတိုးဝေတိုးကကြောက်စရာတောင်ကောင်းပြီဒါပေမဲ့မရှိစင်းရတဲ့လူတွေကတော့သူနဲ့မကင်းကြဘူးပေါ့တို့ရွာမှာတော့ကိုရွှေအိုးဟာနာမည်နဲ့လိုက်အောင် ရွှေကိုအိုးနဲ့ထည့်ထားနိုင်အောင်ချမ်းသာတဲ့လူတစ်ယောက်ပဲကွယ်။အော်ဒီလောက်ချမ်းသာတာများမှုံအောင်နေတဲ့ဆောရရုပ်ကိုတောင်းတနေရသီလားဖွားဖွားရဲ့။သူကအလိုလောဘကြီးရဲ့လူပါဆိုရင်ဥစေယားနဲ့ဒီအယုတ်ကြောင့်တည်ရဲဆိုချက်ချင်းပဲပြေးလာတယ်။အေးရေစရာတော့အကောင်းသားကွယ်။အယုတ်ကိုမီးရှို့ရတဲ့ပြာလေးနည်းနည်းလောက်မှမကြံတော့ဘူးလို့ရာနေတယ်လို့ကြားတယ်။ညကို तू ကဘာလို့မှလဲခေါက်ခွား ။အော်စွမ်းလို့စွမ်းညာတခုခုစီရင်မယ်နဲ့တူပါရဲ့။ပြာကိုသူစီရင်တော့စွမ်းသွားလား။အမေဥစီယာတို့ကနှင်လိုက်တာမှအယုတ်ကိုမီးရှို့လို့ပြကြသွားတော့ပြရင်ဘယ်ဟုတ်မလဲမီးရှို့တဲ့နေရာက မြေကြီးတွေကိုပါအကုံပောက်တုံးနဲ့တေတေချာချာပောက်ယူသွားပြီးဆီယာမာလေးတို့ရွာကိုလာကြတော့ငါချောင်းတစ်ခုကိုဖျက်လာကြရတယ်မဟုတ်လားအဖွားကြီးကစကားအဆမသက်သေးပဲမက်ခင်ရွှေကိုမေးလိုက်သည်ဟုတ်တယ်ဖွားဖွား ချောင်းကိုဖြတ်ကူးတဲ့မော်တော်ကားသဒ္ဓါကြီးကတော်တော်ကြီးတယ်။ချောင်းကလည်းအကျယ်ကြီးပဲ။ရေလည်းတော်တော်နဲ့တည်ပြောတယ်။အေးဦးစေရကအခုတင်ကမီးရှို့ထားတဲ့ပြာတွေရောမီးရှို့တဲ့နေရာကမြေကြီးတွေကိုရောပေါက်တူးနဲ့တည်တည်ချာချာပေါက်ယူဂုံးဒီအိတ်ထဲထက်အဲ့ဒီမော်တော်ကားသဒ္ဓါအထီထမ်းယူသွားပြီးမှသဒ္ဓါပေါ်ကနေချောင်းအလေတက်တက်ကိုတွန်ချလိုက်တယ်လေ။အဖွားကြီးစကားကြောင့်မခင်ရွှေကရေပြီး ကောင်းနေခြေရပျောက်သွားတာပေါ့ဟုပြောလိုက်သည်စိတ်ကောင်းတာပေါ့ဆရာမလေးရဲ့အဖွားကြီးကပါဖြည့်ဆွတ်လိုက်သည်ဘူးရွှေအိုးဆိုတာကရောစိတ်မဆိုးဘူးလားမခင်ရွှေကမေးလိုက်၏သူစိတ်ထဲတော့စိတ်ဆိုးမလားမသိဘူးဒါပေမဲ့လူအတိခံစိတ်ဆိုးဝင်မလားသူများပစ္စည်းလိုချင်တာလူတွေတိကုန်ရင်သူဘယ်ကောင်းတော့မလဲသူ့သားမယားတွေကရောသူ့လိုပဲကက်ဆင်းနေကြသလားခေါ့ကွာ မခင်ရွှေကမေးလိုက်သောအခါသူတို့အနာတွင်တဖြည်းချမ်းတောင်းရင်ငိန်သက်စွာထိုင်ကအဖွားကြီးနှင့်မခင်ရွှေပြောစကားကိုနားထောင်နေသောအဖွားကြီးသမီးကအားရပါးရရေးလိုက်သည်ဒီဥရွှေအိုးဆိုတဲ့လူအကြောင်းကိုပြောပြလိုက်ပါအောင်အမေရဲ့ဆရာမလေးအဖို့ရေးပြအံရွာနဲ့ပတ်သက်ပြီးမှတ်တမ်းတစ်ခုရသွားပြန်တာပေါ့ဟုဝင်ပြောလိုက်၏ဒီဥရွှေအိုးအကြောင်းကပြောစရာရှိနေသလားခေါ့ဘွား မခင်ရွှေကစိတ်ဝင်စားစွာမေးလိုက်သည်အေးကွက်ဆီယမာလီမှတ်ချင်မှန်အခွားပြောပြမယ်မခင်ရွှေသည်အခွားကြီးပြောတော့ဥရွှေအိုးအကြောင်းကိုစိတ်ဝင်စားစွာ နားဆွင့်လိုက်သည်ဟုတ်ကဲ့ပြောပါဖွားကွာဥရွှေအိုးတို့ကဘိုးစင်ပေါင်းဆက်ချမ်းသာလာကြတော့ကြည်ရက်တ်မျိုးဖြစ်သည်ဥရွှေအိုးနှင့်တမိတဖတဲ့မွေးချင်း၃ယောက်ရှိသည် အချိန်တန်အရွယ်ရောက်သောအခါဥရွှေအိုဤအကိုနှင့်အမများကမိဘများကတင့်တော်ရာလူနှင့်အိမ်အောင်ချပေးလိုက်သည်အရင်အနည်းထူထောင်ပေးလိုက်သည်ဥရွှေအိုကမူသူ့စိတ်ရှိသည့်အတိုင်းမိဘများကို ဖွင့်ဟပြောကြသည်ကျုပ်မိမမလိုချင်သေးဘူးဗျာအကိုနဲ့အမကိုပေးတဲ့လောက်အရင်အနည်းကျုပ်ကိုပေးပါကျုပ်တိုးပွားအောင်လုပ်လုပ်ချင်သေးတယ်ဥရွှေအိုစကားကြောင့်မိဘတွေမှာ များစွာဝမ်းမြောက်မှုဖြစ်ကြသည် မိဘတွေသာမဟုတ်သေးခင်မင်းရင်းနှီးရာမိတ်ဆွေများနှင့်ဆွေမျိုးများကပါဥရွှေအိုးကိုချီးကျူးကြသည် ထို့အချိန်မှာဥရွှေအိုးအသက်20ကျော်ယုံကလေးမျှသာရှိသည်၍အရွယ်ကောင်းတုံးဖြစ်သည်မိဘတွေကဝမ်းမြောက်ဝမ်းသာဖြင့် လူပြိုဖြစ်သောမောင်ရွှေအိုးကိုအိမ်အောင်ချပေးလိုက်သောသားကြီးတမီးကြီးတွေထပ်ပင်ပို့ပို့မို့မို့ထုတ်ပေးကြသည်ဤသို့ထုတ်ပေးသည်ကို အကိုနှင့်အမကလည်းယူဆချင်းမဖြစ်ချေ မောင်ထွေးညီထွေးလေးကအိမ်အောင်မပြို့ပဲမိဘများနှင့်လက်ရည်တပြင်ဒီအလုံးလုတ်ပြီးသည်ဟူသောအချက်တနာစိတ်ပေါ်ကသူတို့တက်ဆန်းတရည်ပင်ဝမ်းဝန်းထဲပြီးထူထောင်ပေးလိုက်ကြသည် မောင်ရွှေအိုးသည်သူ့စကားအတိုင်းချိုးချိုးဆဆဖြင့်အယောင်းအဝေလုတ်သည်ကျောင်းကြီးဝယ်မှုမှာလက်မြင်သူတယောက်ဖြစ်သည့်အလျာကုသိုလ်ကံကလည်းလိုက်ဟန်တူသည်။ကျောင်းဝယ်သမျှချောမော၍အမြဲမျက်တည်ဖြစ်သည် ။မောင်ရွှေအိုးလုံသောအလုတ်ကလူသုံးကုန်ပစ္စည်းဖြစ်သောအထည်များအတုံးဆောင်များအပြင်ပဒိန်ဆိုင်ကရောင်းနှန်းလုပ်ထားသည့်ရွှေတွေကြောက်တဲ့လက်ဝတ်လက်စားများကိုအယားအဝယ်ပါသည့်မိုးရသည့်အချိန်မှမြို့တက်ပြီးဝယ်ထားလိုက်သည်။မိုးရသည့်အချိန်ဆိုသည်မှာတောတူတောင်သားတွေအဖို့အပျော်အပါပွဲလန်းတဲ့ပင်မရှိသည့်အလျောက်အထယ်အလိတ်ကုန်ပစ္စည်းတွေရောရွှေတွေလက်ဝတ်လက်စားတွေရောအယောင်းထိုင်းသည်ထို့ကြောင့် ျော်ပွဲရှင်ပွဲများသည့်နွေရာသီစပားသီးနံပေါ်သည့်နွေရာသီလောက်ဈေးမကြည့်ချေထို့အချိန်မှာဝယ်လူဈေးချိုသည်မောင်ရွှေအိုးကထို့အချိန်မျိုးမှာတောသူတောင်သားတွေကြိုက်တတ်သည့်ပစ္စည်းတွေကိုဈေးချိုချိုဖြင့်ဝယ်ပြီးတူလောင်ထားသည်ပုတ်ကုံရော့ကုံမဟုတ်သည့်အပြင်တင်းဆဲ၍ဝင်ချင်းသောပစ္စည်းများဖြစ်သောကြောင့်ဝယ်ယူတင်းဆဲထားပြီးလေယာချောင်းမြောင်းအလုပ်ကိုလည်းတစ်ဖက်ကလှုပ်လိုက်ပေးသည် အသည်အနံပေါ်၍ငွေရှင်ပြီးပွဲလန်းသမင်ရှိလာသောအခါဝင်မောင်ရွှေအိုးသည်သူ့ကုံပစ္စည်းတွေကိုအမျက်ငွေနှင့်စိတ်တိုင်းကြရလိုက်သည်အကျွေးဆိုလျင်ဈေးတမျိုးလက်ငင်းဆိုလျင်ဈေးတမျိုးမောင်ရွှေအိုးတို့ပစ္စည်းဥစ္စာတိုးပြီးရင်တိုးရင်ဖြစ်နေသည်စီးပွားအရှာကောင်းသောတားလိမ်မာအတွက်မောင်ရွှေအိုးမိဘတွင်မှမျက်နှာပွင့်လာသည်ကြွားတဲကရောကြွားနီးနာချင်းကရောသမီးရှင်တွေကလာရောက်ဆိတ်ဆက်ကြသည် တောသူတောင်းသာအပြိုချောတွေကိုယ်တိုင်ကပင် မောင်ရွှေအိုးကိုယူလျင်ရွှန့်တဲ့ရည်နဲ့မစင်းရပဲကြော့ကြော့ကလေးနေကြရမည်ကိုစဉ်းစားမိကြသည်အလျာမစွတ်ခင်ကညှစ်ချင်နေကြသည်မောင်ရွှေအိုးမိဘတွေကိုယ်တိုင်ကလည်းတင့်တော်ညာနှင့် နေရာချခြင်းကြသည်သို့တော်မောင်ရွှေအိုးကမိသူ့ပေါ်မှယူခြင်းသောစိတ်မရှိချေမောင်ရွှေအိုးအကြောင်းပြပုံက ကျုပ်တပင်တပန်းရှာထားရတဲ့ပစ္စည်းတွေကိုမိမကအစင်တဲ့ထိုင်းစားနေမှာဗျကျုပ်ကိုယ်တိုင်တော့မစားရမသုံးရပဲသူစားမှာသုံးမှာကိုကျုပ်မတတာဘူးမောင်ရွှေအိုးကအင်းများနောက်ဝင်းပွင်ဖွင့်ပြောဒီကိုကြားရသူများကအရှက်အကြောက်ကြီးတော့လူပြိုကြီးတယောက်ဖြစ်တော့ကြောင့်သာဟန်လုတ်၍ပြောဒီကိုထင်ပြီးအမိဖန်းတော့အပြိုရီကလည်းအမိဖန်းသည်မိဘဖြစ်သူနှင့်အကိုအမများကလည်းတင့်လျော်သူနှင့်နားချကြသည် သို့သောမောင်ရွှေအိုးကဆိုပြီးသောစကားကိုမပြင်ကြည်ခေါင်းကိုသာအတွင်ခါနေသည်ကြာတော့မိဘရိကိုရိုင်းကလက်လျှော့ထားလိုက်သည်သူစိတ်ချမ်းသာသလိုသာလွှတ်ထားလိုက်၏အကြိုက်မတွေ့သေးခင်သာဤစကားမျိုးပြောခြင်းဖြစ်မည်အကြိုက်တွေ့လျင်မိသူမှတား၍ရမည်မဟုတ်ဟုယူဆကလွှတ်ထားလိုက်ကြတော့သည်မိမယူရန်စိတ်မကူပဲစီးပွားရေးကိုသာကြိုးကြဆဆလုပ်နေသောမောင်ရွှေအိုးကို မိဘတွေကအငေးဆုံးအထွေးဆုံးဖြစ်၍ချင်းရင်းဆွဲရှိနေရမှအတနာပူလာကြသည်ထို့ကြောင့်ချမ်းသာသမျှပစ္စည်းတွေအားလုံးကိုမောင်ရွှေအိုးလက်ထဲအပ်သည် မောင်ရွှေအိုးကပစ္စည်းတိန်တော့ကန်ဖြစ်နေသည်မောင်ရွှေအိုးတော့ကန်ဖြစ်နေသည်ကိုအိမ်အောင်ကြသွားသောအကြီးနှစ်ယောက်ကလည်းငိုညင်သောစကားမျိုးမဆိုကြချေမိဘနှင့်မခွဲမခွာလက်ရည်တပြင်းဒီအလုံးလုံးနေသည်ကိုလည်းမျက်မြင်တွင်ဖြစ်သည် မောင်ရွှေအိုးလောက်ကန်ရှာဖွေမှုကြောင့်ဝေးကြီးအထုပ်အထည်ဖြစ်နေသည်ကိုလည်းမျက်မြင်ဖြစ်သည်။တမင်ယာမရှိသောလူပြိုလူလွတ်ဖြစ်သောကြောင့်တွက်ကတ်စိတ်မထားပဲအေးအေးပင်နေလိုက်ကြသည်။ဤသို့နှင့်မီမောင်ရွှေအိုး၏အသက်အရွယ်သည် မောင်ရွှေအိုးဟူသောအဖြစ်မှ ကိုရွှေအိုးဟူခေါ်ရသည့်30ကျော်40အတွင်းသို့ရောက်လာသည်။ ဤရွယ်တိုင်အောင်လေကိုရွှေအိုးသည်မိမယူရန် စိတ်ပင်မကူပဲစီးပွားရေးကိုသာလုံးပန်းနေသည်အမဲ့လွန်လာပြီဖြစ်သောမိဘနှစ်ပါးသည်ကတစ်တီးအညာကျွေသလိုတဖြုတ်ဖြုတ်ကျွေကြသွားကြပြီဖြစ်သည်မိဘနှစ်ပါးမရှိတော့သောအခါဝင်ထုံးစံအတိုင်းအိမ်အောင်ခွဲဖြစ်သော အကိုအမများကအမွေစကားပြောလာကြလေသည် အကိုအမတွေကိုယ်တိုင်းနှင့်အလုံးသောလူတွေဤစိတ်တွင် ကိုရွှေအိုးဒီသူ့လောက်ကန်ရှာဖွေထားခဲ့သောပစ္စည်းတွေကိုဖဲပြီးမိဘအမွေအနှစ်ကိုမူတရားနီလန်းရှိသည့်အတိုင်ခွဲဝေယူလိမ့်မည်ဟုထင်ကြသည်နှစ်ရှည်လာများအိမ်အောင်ခွဲနေကြပြီဖြစ်သည့်အကိုနှင့်အမသည်သူတို့အိမ်အောင်ကြစဉ်ကမိဘတွေခွဲပေးလိုက်သည့်ပစ္စည်းကိုယူသွားပြီးနောက်မိဘတွေလက်ထဲမှာမိညာလောက်ကျန်သေးသည်မိသည့်ပစ္စည်းတွေရှိနေသေးသည်ကို မမှတ်မိကြတော့ချေသို့သော ဝိစဉ်ပေါင်းဆက်ချမ်းသာလာသူများဖြစ်၍ပစ္စည်းတွေတော်တော်များများရှိနေသေးကြောင်းကနှစ်ယောက်လုံးပင်သိကြသည်ထို့သောမိဘတွေပစ္စည်းသည်အင်းမြလောက်သာရှိတော့သည်ဟုသောစကားဖြင့်ကိုရွှေအိုးထုတ်ပြသောပစ္စည်းကိုမြင်လိုက်ကြရသောအခါကိုရွှေအိုးအကိုနှင့်အမသာမဟုတ်အတိတ်တည်းအဖြစ်ရောက်နေကြသောရဲ့ရွာလူကြီးတွေရောဆွေမျိုးတွေရောမယုံနိုင်အောင်အံ့အားတင့်ကုန်ကြတော့သည် ဟူရွှေအိုးထုတ်ပြသောပစ္စည်းများကမိဘတွေရှိစဉ်ကဝတ်ဆင်ခဲ့သောဟောင်းနှွမ်းနေပြီဖြစ်သည့်အဝတ်အစားအနည်းငယ်နှင့်ရွှေတဲလက်ဝတ်လက်စား၅ချက်သားလောက်သာဖြစ်သည်မိဘတွေပိုင်ငွေဘူး၍တပြားမှမရှိကြောင်းသူလုတ်ကန်ရှာဖွေကျွေးမွေးသည်ကိုသာစားတောက်ပြီးတည်ဆုံသွားကြကြောင်းမိဘပိုင်ပစ္စည်းဟု၍ဤအိမ်နှင့်ဤရွှေကလေးသာကြံရစ်တော့ကြောင်းကို မျက်နှာနှိုးညို့ဖြင့်ပြောပြသည်ထို့နောက် ကိုရွှေအိုးက ဥပဒေစကားကို ပြောလိုက်သေးသည်မြတ်စွာဘုရားတရားတော်မှာရောအခုခေတ်တရားဥပဒေမှာရောအတူနေအတူလောက်ကိုင်းစားနာတော့လေပြုစုပေတော့လေကိုလက်ထဲမှာပဲဖြစ်သူကိုသာတည်သူရဲ့အမွေအနှစ်အလုံးပိုင်ဆိုင်ခွင့်ရှိတယ်ဆိုတာအများရှင်တို့သိကြပြီးဖြစ်ပါလိမ့်မယ်။ တရားဥပဒေအတိုင်းပြောရမယ်ဆိုရင်အလုံးမျက်မြင်ဖြစ်တဲ့ဒီအိမ်နဲ့ဒီရွှေကလေးကို ကျွန်တော်သာလျှင်တရားဝင်ပိုင်ဆိုင်သူဖြစ်ပါတယ်။သို့တော့အကိုနဲ့အမကို ကျွန်တော်အများကြီးထောက်ထားညာတာပါလေ။တရားမလုပ်ပါဘူး။ရဲရွာလူကြီးများဆုံးဖြတ်တော်မူကြတဲ့အတိုင်းကျွန်တော်နာခံပါမည်။ကိုရွှေအိုးပြောသောစကားကအကြောင်းမသိသူတွေအဖို့နဲ့လူသားတို့ခေါ်စေမည်စကားမျိုးဖြစ်သည်။သို့တော့ ိုရွှေအိုးသဘောကိုစော်ကြောမိကြတော့ရဲရွာလူကြီးနဲ့တကွကိုရွှေအိုး၏အကိုနှင့်အမသည် အလွန်အမင်းအံ့အားတင့်စွာ ကိုရွှေအိုး၏မျက်နှာကိုကြောင်ကြည့်နေမိကြသည်သူအိမ်အောင်ခွဲသွားခြင်းကအဖေနဲ့အမီပစ္စည်းတွေကအများကြီးပါကွာဒီလောက်ကလေးပဲရှိတော့တယ်ဆိုတာမဟုတ်နိုင်ပါဘူးအကိုဖြစ်သူကပြောသည်အေးညီအယောင်ဝယ်လို့တုံးကလည်းဆုံးရှုံးတာမဟုတ်တော့ အဖေနဲ့အမေပစ္စည်းဟာရုတ်ရော့စရာအကြောင်းမရှိပါဘူးမောင်လေးရဲ့။တရားကုန်ပြီလေ။အမဖြစ်သူကမေးသည်။အကိုနဲ့အမသည်စိတ်ဆိုးဟန်လည်းမရှိသည်။ဒေသန်လည်းမမာသေးချေ။ကိုရွှေအိုးကိုကြည်တီးတတ်တာပြင်မင်းမြန်းနေကြသည်။အိုဗျာခမားတို့ကလည်းခမားတို့အိမ်ခွဲသွားပြီးကြာမှ အဖေနဲ့အမေထိုင်စားလာခဲ့ကြတယ်။နှစ်ပေါင်းကိုပြန်တွေ့ကြည့်ကြပါဦး။ဒါရောကျွန်တော်လုတ်ကန်ရှာပွေးတဲ့ပစ္စည်းကမင်းဝင်ခုလိုက်လို့ဒီလောက်ကြံနေသေးတာ။ ခမားတို့လိုအိမ်ခွဲပြီးဟုတ်တိပတ်တိမကြွေးပဲထိုင်ဘာမှတော့ကြမ်းမှမဟုတ်ဘူးကိုရွှေအိုးကချက်ကောင်းတွေပြီးပြောလိုက်သည်တို့ကလည်းစီးပွားရေးအဆင်မပြေဖြစ်ပြီးချက်တဲလို့သာပါကွယ်မိဘကိုပြစ်ထားတာတော့မဟုတ်ပါဘူးပြီးနိုင်စဉ်အချိန်တုန်းကမင်းကိုယ်တော်အရင်အနည်းအတွက်ထည့်ပေးခဲ့သေးတယ်မဟုတ်လားဝမ်းတော်မဝတော့လဲစွန့်တော်မတင်နိုင်ဘူးပေါ့ကွယ်အမဖြစ်သူကဝမ်းနေတန်ဖြင့်ပြောသည်အကိုဖြစ်သူကမူ ငါကလည်းလုပ်ငန်းကိုင်းငန်းအဆင်မပြေတော့ပစ္စည်းမထုတ်နိုင်နေပြီအားစိုက်တာကူညီခဲ့တယ်ဆိုတာအလုံးသိကြပါတယ်ညီလေးရဲ့လို့ပဲဖြစ်ဖြစ်မင်းကလက်ရှိဆိုတော့မင်းပြောတဲ့ဥပဒေစကားကမှန်ပါတယ်ရှားကောင်းစီသဘောမထားတော့ဘူးမင်းစေတနာရှိလို့ပေးခြင်းလဲပေးမပေးခြင်းလဲနေတော့ဟုအဆုံးစကားပြောလိုက်သည် အမွေပစ္စည်းကိစ္စမှာ ကိုရွှေအိုးရိုးသားမှုမရှိပဲပစ္စည်းတွေကိုဖွက်ထားချောင်းကိုမအကိုနှင့်အမသာမဟုတ်အခြားလူကြီးတွေကပါစဉ်းစားမိကြသည်သို့တော့ကိုရွှေအိုးအကိုပြောသလိုပင်သူကလက်ရှိဖြစ်နေကြသည်ကျုပ်မတရားမလုပ်ပါဘူးဗျာအနှီးအမျှခွဲဝေပေးမှာပါကိုရွှေအိုးကပြောပြီးအိမ်ကို သူ့စိတ်တိုင်းကြတန်မိုးဖြတ်လိုက်သည် ရွှေကလေးကိုလည်းသူ့ဝယ်ထားသောချိန်ဝင်ကလေးဖြင့်သူ့စိတ်ကြိုက်ချိန်သည်ထို့နောက် သားချင်း၃ယောက်တယောက်တပုံဝေလိုက်၏တယောက်တပုံဝေလိုက်သောအိမ်တန်မိုးနှင့်ရွှေကလေးမှာမဖြစ်ဆက်လောက်ကလေးမျှသာရှိသောကြောင့်ကလေးရင်းများပြီးကြက်တဲဆင်းရဲရှာကြသော အကိုနှင့်အမသည်ကိုရွှေအိုးစိတ်ကြိုက်တန်မိုးဖြတ်ပြီးသောဝေစုအတွက်မျက်ရည်ပြင်ကျကျရသည်မင်းပြောခဲ့တဲ့ ဥပဒေစကားအတိုင်းအားလုံးကိုမင်းမဲယူပါတော့ကွယ် တို့မစားထိုက်တဲ့ပစ္စည်းကိုမယူကျင်တော့ပါဘူးပူသောစကားကို အကိုနှင့်အမနှစ်ယောက်စလုံးကဝမ်းနည်းစွာပြောကာကိုရွှေအိုးကို ပြန်ပေးလိုက်ကြသည်အင်တန်မိုးကိုဖြတ်ပြီးကိုရွှေအိုးကသူကပင်အန်ယူမီဟုပြောကအင်တန်မိုးအတွက်သုံးပုံပုံထားသောငွေကလေးနှင့်တစ်ချက်သားကြော်ကြော်များရှိသောရွှေပုံကလေးသုံးခုကို အကိုနှင့်အမစကားအဆုံးမှာကိုရွှေအိုးကလက်တွတ်တွတ်ဖြင့်ကောက်ယူလိုက်သည် အတိတ်တည်းအဖြစ် ရောက်ရှိနေကြတော့ရရွာလူကြီးတွေကပင်ကိုရွှေအိုးဤပြုတ်မှုပုံကိုအံ့ဩခြင်းစိတ်မကောင်းခြင်းဖြစ်ကြကုန်သည် အမွေကိစ္စအတွက်ရောက်လာကြတဲ့ရရွာလူကြီးတွေကိုအားလဲနာစည်းစုလက်တင်ပါတယ်ဈာကဝင်းပြီးအမုန်းခံပြောတဲ့အလုတ်မျိုးကိုတော့မလုပ်ကြပါနဲ့တော့ခင်ဗျာ သူစေတနာအလျောက်သာရှိပါစေတော့ဟူသော စကားမျိုးကို စိတ်မကောင်းခြင်းဝမ်းနည်းခြင်းဖြင့်တောင်းပန်စကားပြောလိုက်တော့ ကိုနှစ်အမစကားကြောင့်ကိုရွှေအိုးအမူအရာကိုရုရှားဆက်ဆုပ်ကြတော့လူကြီးတွေသည်ဘာစကားမှမပြောဘဲပြန်ချကုန်လေသည်အကိုသောအမသောရရွာလူကြီးသောမိသူမျက်နှာကိုမှမထောက်ဘဲသူစိတ်တိုင်းကြလှုပ်ချင်တာကိုလှုပ်လိုက်ရပြီဖြစ်တော့ကိုရွှေအိုးကလူရှင်းသွားသည်နှင့်တပြိုင်နက်အိမ်တကားကိုလုံလုံပိတ်ခါရွှေနှင့်ငွေတွေကိုတင်းလိုက်သည် ကိုရွှေအိုးဟုခေါ်ရသည့်အသက်အရွယ်မှဥရွှေအိုးဟုခေါ်ရမည့်အသက်အရွယ်ဖြစ်သော40ကျော်50အတွင်ရောက်လာနေပြီဖြစ်သောလေဥရွှေအိုးကအချိုးမပြောင်းမူမပြတ်ပင်ဤပုံစံအတိုင်းသာတွားနေသည်ရေရီရွာရီတာမှုနာမှု၏အတွဲရောကုသိုလ်ကောင်းမှုဘက်မှရောငွေကြေးတပြားမှထုတ်ခြင်းလှူခြင်းမပြုခြင်းရုပ်စွာအစုံ ဟုံးတော်ကြီးចောင်းကိုပင်လှူရှားဝတ္ထုပစ္စည်းဖြင့်တစ်ကြိမ်တစ်ခါမှမသွားဘူးကြီးအခြားသူတွေလှူကြကျွေးမွေးကြ၍ဖိတ်ကြသောအခါတွင်ကဥရွှေအိုးတို့စောစောရောက်နေတတ်သည်တို့မှသာကောင်းကောင်းမွန်မွန်ဝဝစားရမည်ဖြစ်သည်။နောက်ကြနေလျင်အကျွင်းအကြံကိုမဝတဝစားရမည်ဖြစ်ကြောင်းဥရွှေအိုးစဉ်းစားမိရှာသည်။ဒီလူကိုတော့စကားနဲ့ထည့်မပြောကြပါနဲ့တော့ကွယ်။ စေတနာတရားတရားနေလိုက်ပုံကတော့သူ့ပစ္စည်းကိုမရားဆမှာဆိုလို့မရားတော့မယူဘဲနေတဲ့သူကန်းကုံရောပူသောစကားဖြင့်အားလုံးကဘေးမဲ့လွတ်ထားလိုက်ကြသည်ရက်ရွာတာမှုနာမှုကိစ္စမှာရောရွာချောင်းကထင်းခင်အလှူဒါနကိစ္စတွေမှာရောဥရွှေအိုးကိုဘေးဖြဲထားကြသည်သို့တော်ဥရွှေအိုးဝမ်းမနေပါ သူပတ်စံမထက်ရရင်ပြီးရောကျေနပ်နေသည်ရွှေချင်းဝမ်းနေခြင်းမဖြစ် လူရန်ကျွေးမွေးသည့်အခါသူ့ကိုဖိတ်ကြားလျင်သူဝန်းတာသည် သူအိမ်မှာသူငရုတ်တီးတောင်းနှင်စားနှင်စားပြီးအငတ်ခံနေသည်မအတိုးချပြီးမရှက်မကြောက်စားသည်တကားကြီးတင်ရင်ပိတ်တာဖြစ်လိမ့်မယ်နော်ဟုသော ခုံကြီးစကားကိုပင်ပိတ်တာမကလို့ဘာကြီးဖြစ်ဖြစ်ကိုရောတပြည့်တော်အပြင်းမန်းခံထားတဲ့ပစ္စည်းကိုဘသူမှစေတနာမရှိနိုင်ဘူးဟုပြောင်ပြောင်ပင်ရှောက်ထားလိုက်သည် ဥရွှေအိုးသည်အသက်50နာနီးလာသည့်အချိန်ကစပြီးငွေတိုးချေခြင်း၊စပါးပေးချေခြင်း၊ရွှေပောင်ပစ္စည်းအပေါင်ခံခြင်းအလုပ်တွေကို မလုပ်တော့ချေ။ငွေကြေးကုန်ကြမည်ကိုစိုးရိမ်တော့ကြောင့်အစားအသောက်ကိုချွေတာလွန်းသောဥရွှေအိုးသည်တန်ဆွမ်းသင့်သလောက်မတန်ဆွမ်းတော့ပဲအာအင်နေပါနေသည်။အိမ်မှာလည်းကျွေးရပေးရမည်ကိုစိုးရိမ်လွန်းသောကြောင့် လက်တိုလက်တောင်ခိုင်းစင်ရန်လူပိုကိုမိဘတွေတိတ်ဆုံးသည့်အချိန်ငါစပြီးမထားတော့ပဲတကူတည်းနေလာခဲ့သည်အဖော်မရှိအာအင်မရှိဖြစ်နေသောဥရွှေအိုးသည်သူ့အိမ်မှာလူဝင်လူထွက်မရှုပ်စေချင်တော့ပေငါနေရတာတယောက်ထဲပစ္စည်းပေါင်ဟန်လူလူငွေချင်းဟန်လူလူနဲ့အိမ်ငယ်ဝင်ပြီးငါ့ကိုဓားထောက်လုသွားရင်မခက်ပါလား ငါအပင်မန်းခံပြီးစုဆောင်ထားခဲ့ရတဲ့ဥစ္စာတွေဆုံးရှုံးကုန်ရင်ဘလို့လုပ်မလဲဟူသောအတွေးကြောင့်ငွေကြီးတိုးပွားစေသောလုပ်ငန်းကြီးကိုအဆက်ဖြတ်လိုက်ခြင်းဖြစ်သည်။တယောက်တည်းနေခြင်းဖြင့်မူးမေ့နေလျင်နေမကောင်းနေလျင်ကိုကြီးလိုင်းအောင်အဖို့တယောက်ရှိမှကောင်းမြီဖြစ်ကြောင်းကိုတိုက်တွန်းကြည့်ကြသည်သို့တော်ဥရွှေအိုးကခခတီတီညင်းသည် ဥရွှေအိုးကဥစ္စာပစ္စည်းနှင့်ပတ်သက်ပြီးမထောက်မညာရရဆက်ဆက်လို့တော်ညာလေအမဖြစ်သူသည်မောင်အရင်အချာဖြစ်သည့်အလျောက်တန်ရုံးစဉ်တွေ့ရှာသည်ချက်ပြုတ်ကျွေးမွေးပြုစုရန်သူသမီးတယောက်ကိုခေါ်ထားပါဟုစေတနာဖြင့်ပြောသည်ကိုဥရွှေအိုးအယူအဆတွင်ငါဥစ္စာတွေကိုချော့တောင်းမလို့လားငါမသိအောင်ခိုးယူမလို့လား တနည်းနည်းဖြင့်ငါဥစ္စာကိုမျှော်မှန်းတာတော့သိကြပါတယ်ဟူသောအတွေးဖြင့်အဖော်မလိုကြောင်းတင်းတင်းမာမာပင် ပြောခဲ့သည်စုတ်ချာညှိုးနွမ်းသောအနီအထိုင်ညံ့ဖျင်းသောအစာအစာကိုစားခြင်းဖြင့်ကုတ်ကုတ်ဆာညီထိုင်သောညာလေဥရွှေအိုးမှမိဘလက်ထက်ကပစ္စည်းတွေရောသူကိုယ်တိုင်ရှာပွေလောက်ခိုင်းထားသောပစ္စည်းတွေပါ အမြောက်အများရှိနေသည်ကိုကတိတာတိစေမမြင်စေနှင့်ဆိုသောစကားလို လူတိုင်းကသိနေကြသည် ဥွှေအိုးမှာရွှေငွေတွေမြောက်များစွာရှိနေသည်ကို လူတိုင်းကသိနေကြတော့လေဥွှေအိုးဤလက်သုံးစကားမှာကလူတွေကမတရားထင်နေကြတာပါဒီလောက်ငါချမ်းသာနေရင်တခိုးတည်းကြောက်ရလို့တယောက်တည်းဘယ်မှနေရင်မှလဲဘာမှမရှိလို့သာနေရတာပေါ့ဟူသောစကားကိုသာ တွင်တွင်ပြောနေသည်သူပြောသောစကားနှင့်သူနေထိုင်ပုံကလည်းကိုက်နေသည် ဥရွှေအိုးအသက်50ပြည့်သည့်နှစ်လောက်ကစပြီးဥရွှေအိုးသည်ယခင်ကလိုစိုးရင်ကြီးစွာကြောက်ကြောက်လန့်လန့်မရှိတော့ချေတကယ်စင်းရင်နွမ်းပါသူလီလိုပင်စိုးရင်ကြောင်းကြမေစွာသွားလိုသောနေရာကို အချိန်မရွေးသွားနေတတ်သည်တနေကုန်တနေခံတော်ရဲကိုထင်းခွေဟင်းရွက်ကိုသွားနေတတ်သည်ဓမ္မနှင့်ပေါက်ပြားကတစ်ဖက် ချင်းနှင့်ဟင်းရွက်ထည့်စရာတောင်းကတစ်ဖက်ထန်းကအစိုးအစုပ်ဥကောင်းပေါင်းပြီးဥရွှေအိုတော်တဲ့သွိုင်းရန်ထွက်လာပြီဆိုရင်အချို့ပြောမနာဆိုမနာရွယ်လူဖိုးကြီးတွေကမောင်ရွှေအိုးကြီးအင်ကိုပြည့်ပြီးတော်တဲ့ကြီးသွားမနေနဲ့နော်အိမ်မှာရှိတဲ့ရွှေရီငွေတွေတခုခိုးကုန်လိမ့်မယ်ဟုပြောလျင်အေးကွာတခုဖြစ်ဖြစ်ဓမြဖြစ်ဖြစ်လှုပ်ချင်တာလှုပ်ဆန်းပါစေငါမှရွှေစိုးလို့မူးလို့တောင်ရှူစရာမရှိတာအေး စီးပိုးဝါကချန်ထားတဲ့ငွေလေးမဖြစ်စလောက်တော့ရှိနေရဲ့တုံးလုံးလဲရင်ခန့်နေမှာဆိုးလို့မတုံးရဲ့ပဲတော့တဲ့ထွက်ပြီးဟင်းရွက်ခူးစားနေရတာအားလုံးအမြင်မဟုတ်လားဟုဥရွှေအိုးကတနာစပွဲပြန်ပြောတတ်သည်ထို့ကြောင့်ရွာသူရွာသားတွေရောဥရွှေအိုးဤအကိုအမတွေကရောအိုးပြစ်အိမ်ပြစ်တော့တဲ့ကြီးသွားနေသောဥရွှေအိုးကိုမျက်မြင်ဖြစ်ကြသည့်အလျောက်သူပြောသည့်အတိုင်းတကယ်အဟုတ်များမွေးနေလျော့လားဟုထင်နေကြသည် တော်ရဲကိုကြည်သွားနေသောဥရွှေအိုသည်ကြာသောရွာကိုပင်ပြန်မလာတော့ချေတရက်နှစ်ရက်ပြောင်းနေ၍ရွာကရုတ်တရက်မတိသေးချေနေ့ငါရက်နောက်ကြာသောအခါမှဥရွှေအိုတယောက်အိမ်မှာမရှိကြောင်းသိကြရသည်တော်ရဲသွားရင်မွေးကဲခံရ၍တင်းနေသလားမူးမေ့လဲပြုံနေသဖြင့်တင်းနေသလားဘေးရန်တစ်ခုခုတွေးပြီးမပြန်နိုင်မဲဖြစ်နေလေသလားစသည်ဖြင့် ရိကြစဉ်းစားကြပါဥရွှေအိုဤအကိုနှင့်အမအပါအဝင်ရွာသူရွာသားတွေလူစုပြီးတော်တဲ့ထွက်ရှာကြရသည်ရွာသူရွာသားတွေချင်းခွေဟင်းရခုတွားလိတွားထားရှိသောနေရာတို့မှာကဥရွှေအိုဤအရေးအယံကိုပင် မတွေ့မမြင်ကြရခြင်းငါမောင်လေးကြာမြင်ဆွဲသွားသလားမသိဘူးဟဲ့ရှာ၍မတွေ့သောအခါဥရွှေအိုအမကစိုးရိမ်ပူပန်စွာငိုရှာသည်သူနှင့်ပင်တဖြည်းဖြည်းတော်တဲ့ တိုးတီထက်တိုးပြီးရှာကြတော့အခါဥရွှေအိုးကိုတွေ့ကြသည်တွေ့သောနေရာကတော်အတွင်တော်တော်လေးတိုးသွားမှတောင်ကုန်းကလေးတစ်ခုအချိန်မှတွေ့ရခြင်းဖြစ်သည်ဤတောင်ကုန်းကလေးသည်ညားစွာမြင့်လှသည်မဟုတ်ဘဲတောင်ကမူမျှသာသာရှိပြီးဂုံးထိပ်တွင်ပြိုပြက်နေသောဇေဒီဟောင်းဇေဒီအိုတစုရှိနေသည်တော်ချုံတွင်စူးပင်တွင်အမျိုးအမည်မတိရသောတစ်ပင်တွင်ထူထပ်လှသည့်အပြင အိုးမွားအနေဆိုရင်ရတော့ကြောင့်ဇီဒီအိုရှိရာတောင်ငုံထိပ်ပေါ်ကိုလည်းမြည်သူမြမတက်ကြတောင်ငုံအောက်အခြေကနေမြည်သူမြမသွားပဲရှောင်ကွင်းထားခဲ့ကြတော့တောင်ငုံဖြစ်သည်ရှာအဖွေရောက်လာကြတော့လူအုပ်တောင်ငုံအခြေကပ်မိတော့အခါတဲ့ငါတိုက်နန်းခွင့်မဲ့တိုက်စရာတွေတိဖို့သာပြင်ကြပြီရောဟူသောစိမ့်မောင်းတန်နှင့်အတူလက်တစ်ဖက်ကဓမ္မကြီးလက်တစ်ဖက်ကလှံကိုကိုင်ဟာခြုံတွေ့ကြမှာ ဝါကနေထွက်လာတော့ဥရွှေအိုးကိုတွေ့ကြရသည်မောင်ရွှေအိုးဥရွှေအိုးမောင်လေးညီလေးဟူသောစကားတွေထွက်လာရင်းကစားဥရွှေအိုးကဘာကုန်းမှတိဟန်ကြဟန်မတူတော့ပဲတိုက်စရာတွေတေချဟဥအော်ကလူအုပ်ထဲကိုအတင်းစွတ်တိုးဝင်လာသည်ထဲကြဟိရှောင်ကြဟိစုပ်ကြဟိရုတ်တရက်ကြာမြင်ကြတော့လူတွေသည်တယောက်ကိုတယောက်လင်းမြန်စွာအော်ဟစ်တတိပေးပြီးဥရွှေအိုးနှင့်လွတ်အောင်ပြေးကြရှောင်ကြရသည် ဥရွှေအိုးကအတင်းသာလိုက်ပြီးရမ်းမှုနေတော့ကြောင့်ရှေ့မှအယောင်ပြသူကပြပြီးနောက်မှဝင်သူကဝင်ကဖမ်းဆီးချုပ်ကန်ချရသည်ဥရွှေအိုးကိုတေတေချာချာချုပ်မိကင်မိ၍စူးစမ်းမေးမြန်းကြည့်တော့အခါမှဥရွှေအိုးတယောက်ပုံမှန်စိတ်မဟုတ်ပဲယူးနေပြီဖြစ်ကြောင်းကိုသိကြရသည်နင်တို့တိုက်ဆရာအဆုတ်တွေကငါတိုက်နှန်းကိုဖွင့်လို့ရမလားဒါဆက်ကြနဲ့ခုတ်တတ်မယ်လှန်ဆက်ကြနဲ့ထိုးတတ်မယ် ဟူသောစကားတွေကိုသာအဆက်မပြတ်ရေရွတ်နေတော့သည်ရွာကိုပြန်ခေါ်လာပြီးအကိုနှင့်အမကစေဝါကုသပြုစုပေးတော့လေဥရွှေအိုးကပြန်မကောင်းလာတော့ချင်းငါပစ္စည်းတွေငါပစ္စည်းတွေဘသူမှမစားရဘူးဘသူမှမယူရဘူးငါပစ္စည်းတွေဟူသောစကားကိုပင်တွတ်တွတ်ရေရွတ်နေသည်ငါဥစ္စာတွေကိုငါပြန်စောင့်ကြည့်ရမယ်ငါကိုနှုတ်ကြားဟူအော်ဟစ်နေသည်ငါကြွေးလို့မှလည်းမစာ ဒီတိုင်းထားရင်တေတော့မီဟုတွေးကလွတ်ပေးလိုက်သည်နှင်တပြိုင်နက်ဥရွှေအိုးသည် စိတ်ဆောင်သောနှင်မြန်ခြင်းဖြင့်တော်ရဲကိုတဟုံးလိုဝင်ပြေးသွားလေတော့သည်သို့တော့သူတွားချင်လွန်းသောသူရောက်ချင်လွန်းသော သူနေချင်လွန်းသောတော်ရဲကတောင်ကုန်းငယ်အထိမရောက်နိုင်ရှာပဲလမ်းမာတွင်အပြက်ပြီးမတ်တက်ကလဲကသေပွဲဝင်ရှာရလေတော့သည် ဟိုတောင်ကုန်းကလေးပေါ်မှာသူပစ္စည်းတွေမြုပ်ထားတာဖြစ်မှာနော်ဘွားဟိုမက်ခင်ရွှေကမေးလိုက်သည်ဟုတ်နိုင်စရာတော့ရှိတယ်ဆီယမ်မလေးရဲ့သူ့အိမ်မှာဘာပစ္စည်းမှရှာမတွေ့ဘူးလေသူတပင်တပန်းရှာဖွေလောက်ကင်ထားတဲ့ပစ္စည်းတွေရောမယိုးမပြောင်းကင့်ဝတ်ထားတဲ့အမွေပစ္စည်းတွေရောသူ့စီကငွေချေးပြီးပြန်ဆက်တဲ့လူဆိုရင်ငွေဆက်ကူဆက်တဲ့လူကို အတိုးမလျှော့ဘူး ်ငွေတင်းငါဆက်တဲ့လူကိုအတိုးလျှော်တာကြောင့်ငွေချေးတဲ့သူတွေကငွေတင်းငါတွေပဲ ပြန်ဆက်ခဲ့ကြတာနေတာမှမဟုတ်တာသူသေးမှလူတွေကစဉ်းစားမိကြတာကိုသူကမွေးစင်အောင်ဆောင်ပြီးတော်တဲ့ဟင်းရွက်ကူးကြီးထွက်နေတာဟာတကယ်တော့သူ့ပစ္စည်းတွေကို သွားဝတ်နေရဲ့ဆိုတာအခုမှတွေးမိကြတာသူ့အကိုနဲ့အမကရောသွားမရှာကြဘူးလားရှာဖို့တော့စူးစမ်းကြသေးတယ်ကွ ါပေမဲ့ခက်ကြားကဒီလောက်ပိုးမွားထူတဲ့တောင်ကုန်းမှာနေနီယာမှာမြုပ်ထားတယ်ဆိုတာထင်သာလောက်မှန်းဆလောက်တဲ့နေရာတစ်ခုမှရှာမတွေ့ဘူးသူကအကျန်သမားဆိုတော့ဘယ်အချိန်ဘယ်ကာလကလေးကသွားမြုပ်နေမှန်းမှမသိတာတောချုံတစ်ပင်စုပင်တွေကနေသားတကျဖြစ်ကုန်ပြီလေတောင်ကုန်းတစ်ခုလုံးကိုမြေလှမ်းမှုကလည်းမဖြစ်နိုင်ဘူးမဟုတ်လားအဖွားတို့စေကျော်တက်ကဖြစ်ခဲ့တဲ့အကြောင်းအရာပဲ အခုဆိုရင်နှစ်ပေါင်း80ကတီတီလေးတောင်ကျော်ခဲ့ပြီလေအဖွားကြီးစကားကြောင့်မခင်ရွှေကမြေကြီးထဲမှာအကျိုးမဲ့ပျောက်ွယ်နေသောဥရွှေအိုးဤပစ္စည်းတွေကိုရလိုက်ရင်ဤွာကလေးမှာစာတင်ချောင်းကိုလည်းလုံးကျုံခံခန့်အောင်စောင့်နိုင်ပြီကြီးွာစာကြည့်ခန်းလေးလည်းဖွင့်နိုင်ပြီဂျွာလန်းလေးတွေကိုလည်းပြင်နိုင်ပြီပစ္စည်းတွေရအောင် အစိုးရထံတောင်းကုန်းတစ်ခုလုံးကို မိုင်းခွဲရှာရန်အကြံပေးတော့ ကောင်းပြီလားဟိုထင်မိထင်ရတွေးကစိတ်ကူးရင်နေလိုက်မိသည်ရွှေပြအိုင်ဇလန်းတွေကကုံသွားပြီလားဖွကွာစိတ်ကူးရင်နေရမှမခင်ရွှေကမီးလိုက်သည်မကုံသေးပါဘူးတော့အများကြီးရှိသေးတယ်ဆရာမလေးနားထောင်ခြင်းရပြောရသေးတာပေါ့ဟိုဖွားကြီးကဖြေသည်ကျမကတော့အငင်းနဲ့နားထောင်ခြင်းနေတာပါဖွကွာ ခုဖတ်ပြပြီးသွားတဲ့ဝိတ္ထုလေးကိုချက်ညှက်တက်မယ်ဆိုရင် like and share လေးလုပ်ပေးပါနော်။နောက်ထပ်လည်းရေးပြအိုင်မဇလန်းများကိုဆက်လက်စောင့်မျှော်အားပေးကြပါအောင်ရှင်။ channel လေးကိုလည်း subscribe လုပ်ဖို့မမေ့ပါနဲ့နော်။